မင်္ဂလာပါခင်ဗျရှန်ကုန်ခေတ္တကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်မင်းအောင်လည်းကနိုင်ငံတော်မြို့လွေစစ်တပ်စခန်းတွေဒီမှာတိုက်စစ်ဌာနချုပ်ပြပါလက်တွေ့နေရပြီးစစ်ရှုံးနေပြီမယ်နိုင်ငံတော်ပွဲနဲ့အခမ်းအနားတွေကိုဇက်တိုက်တက်ရောက်ဖို့လုပ်နေပြန်နေဆိုပါလေပြည်လူမျိုးအထွတ်နောင်ချိုမြို့နယ်ဒဲကအချမ်းဖတ်စစ်ကောင်စီရဲ့တောင်ခန့်အမြောက်တပ်စခန်းဘက်တွေမှာ DNA PDF ပူပေါင်းတပ်တွေနဲ့အချမ်းဖတ်စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား15ဦးကတော့အတိအသေးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား16ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ TNL ကတရားဝင်ထုတ်ပြန်လိုက်တဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကြံဖတ်မဲအွန်လိုင်းကနိုင်ငံတော်ဝန်မြို့တွေစစ်တပ်စခန်းတွေဒီမကတိုက်စစ်ဌာနချုပ်တွေပါလက်လွတ်နေရပြီးစစ်ရုံးနေပြီမဲ့ နိုင်ငံတော်ပွဲနဲ့အခမ်းအနားတွေကိုဇက်တိုက်တက်ရောက်ဖို့လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရှိမေကရန်ကုန်ခေတ္တကိုပြောပါတယ်။အခုရပ်ပိုင်းမှာတင်းရခိုင်ပြည်နယ်ကအမ်းမြို့နဲ့မောင်တော်မြို့ကိုလက်လွတ်ထားရပြီးမောင်တော်နတ်ခခငါးကိုအရခတတော်အေးအေးကမသိမ့်ပိုက်မီပိတ်မိနေတဲ့စစ်သားတွေငိုရိုအကူအညီတောင်းနေတဲ့ဗီဒီယိုဖိုင်တွေပြန့်နှံ့နေတဲ့အချိန်မှာပဲအကြံဖတ်စစ်ကောင်းဆောင်မဲအွန်လိုင်းကတော့အခုဒီဇင်ဘာလအတွင်းမှာပဲရန်ကုန်နေပြည်တော်ပြည်ဦးလွင်ဘက်တွေမှာလုံမဲ့ပွဲနဲ့အခမ်းအနား၅ခုထက်မနည်းကိုဇက်တိုက်တက်ရောက်ဖို့လုပ်နေတယ်လို့ဆိုပါတယ် ရန်ကုန်မှာဆိုရင်လာမယ့်ဒီဇင်ဘာလ24ရက်နေ့မှာပဲဘူတထောင်မြို့နယ်ကတန်လျက်စွန်းမှာရှိတဲ့ရေတက်စခန်းဌာနချုပ်89နှစ်မြောက်အခမ်းအနားကိုအကြမ်းဖက်မင်းအွန်လိုင်းတက်ရောက်မှာဖြစ်တဲ့အတွက်ဈေးရောင်းပွဲနဲ့ပျော်ပွဲရွှင်ပွဲလုပ်ဖို့ကိုပါပြင်ဆင်နေရတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။အဲ့ဒီနေ့မှာပဲမင်းအွန်လိုင်းဟာတန်လျက်ရေတက်ရဲ့တက်တော်ဝင်အခမ်းအနားတက်ပြီးအဲ့ဒီကနေတဆင့်ညပိုင်းအခမ်းအနားကိုဆက်လုပ်ဖို့ညနေ9နာရီလောက်မှာမင်းအွန်လိုင်းဟာတန်လျက်စိတ်ကန်းကနေသင်းမောနဲ့ဘူတထောင်တန်လျက်စွန်းစိတ်ကန်းကိုကူးလာပြီး ဘောလုံးကွင်းမှာပြင်ဆင်ထားတဲ့အယောင်ပြပွဲတွေကိုတက်ရောက်ဖို့လာမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်မှာဆိုရင်လေအခုဒီဇင်ဘာလအတွင်းမှာပဲစစ်စေးတက္ကသိုလ်ကျောင်းဆင်းပွဲစစ်တူနာပြုတက္ကသိုလ်ကျောင်းဆင်းပွဲနဲ့မှော့ပြီးအမျိုးသမီးဘိုလောင်းတင်တန်းဆင်းပွဲတွေကိုမင်းအွန်လိုင်းတက်ရောက်ဖို့လုပ်နေပြန်ပြီ။တစ်ဖက်ကပြည်ဦးလွင်မှာလေဒီဇင်ဘာလ12ရက်နေ့မှာလုပ်မယ်။ DSTA ကျောင်းဆင်းပွဲကိုလည်းမင်းအွန်လိုင်းတက်ရောက်ဖို့လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။အဲ့ဒီလို့ အကျံဖက်စေကောင်းဆောင်မင်းအွန်လိုင်းတယောက်နိုင်ငံတော်ပွဲအခမ်းအနားတွေတက်ရောက်ဖို့လှုပ်နေတဲ့အချိန်မှာပဲတပတ်မှာတော့ရခိုင်ပြည်နယ်ကသူတို့ရဲ့အနောက်ပိုင်းတိုင်းစစ်ထာနာချုပ်ကြီးကိုလက်လွတ်ရတော့မှာဖြစ်ပြီးမောင်တော်မြို့နယ်တခုလုံးကိုလည်းလက်လွတ်လိုက်ရပြီဖြစ်သလိုကချင်ပြည်နယ်မှာလည်းဗမော်နဲ့မန်စီမြို့နှမျိုးစလုံးကို KIP တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နေပြီဖြစ်တဲ့အပြင်ချင်းပြည်နယ်မှာလည်းစစ်တပ်စခန်းတွေဇက်တိုက်လက်လွတ်နေရပြီးတော့နိုင်ငံတော်အကြီးအကျယ်စစ်ရှုံးနေပြီမြဲ့ ဂျပန်စစ်ကောင်းဆောင်မင်းအွန်လိုင်းကတော့ပွဲတက်မပြတ်ဖဲစစ်ရှုံးနေတာတွေကိုလစ်လျူရှုနေတယ်လို့လဲစစ်တပ်အတိုင်းဝိုင်းကဝေဖန်ပြောဆိုနေကြပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ပြူးလင်မြို့အထက်နောင်ချုံမြို့နယ်တဲကအချက်ဖက်စစ်ကောင်စီရဲ့တောင်ခက်အမြောက်တပ်စခန်းဘက်တွေမှာ TNL PDF ပူးပေါင်းတပ်တွေနဲ့အချက်ဖက်စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားနေပြီးစေကောင်စီတပ်သား15ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်နောက်တပ်စစ်သား16ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့ TNL ကတရားဝင်ထုတ်ပြန်လိုက်ပါတယ် ဒီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်သူ့လူမျိုးထွတ်နောင်ချိုမြို့နယ်တဲကအချမ်းဖက်စစ်ကောင်စီရဲ့တောင်ခန့်အမြောက်တပ်စခန်းဘက်တွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်သား15ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား16ဦးကိုပါအရှင်ဖမ်းဆီးရမိထားရုံနဲ့မကလက်နက်ခဲယံတွေနဲ့တင်းစီရရှိထားတယ်လို့တရနယ်လေးကနေတရဝင်ထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းတွေကပဲတရနယ်လေးဘက်ကတော့တရုတ်ရဲ့ဂျောင်းဝင်စစ်ဆန်မှုနဲ့စစ်ကောင်စီနဲ့ဆွေးနွေးဖို့အသင့်ရှိတယ်လို့ပြောထားပြီးမြဲ စစ်ကောင်စီကတော့တင်းနယ်လီတက်တွေရှိရာနေရာတွေကိုစစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အတွက်လက်ရှိပြည်ဦးလွင်အထက်နောင်ချိုမြို့နယ်ဒဲကတောင်ခမ်းဘက်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီတခါစကိုင်းတိုင်းဘက်မှာတော့အချမ်းပတ်စစ်ကောင်စီရဲ့စကိုင်းတပ်မ33ကနေထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကကြပြတ်တိုက်ခိုက်ချေမှုမှုအတွေ့စေကောင်စီတပ်သား5ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်ပြီလို့မဲမောင် PDF တော်ဝင်ခံဘိုးမဲမောင်ကရန်ကုန်ခေတ္တကိုပြောပါတယ် ီဇင်ဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖတ်စကောင်စီရဲ့စကိုင်းတက်မှ33ကနေထွက်လာတဲ့စကောင်စီတက်စစ်ကြောင်းကိုဒေါ်လန်ရေးပူပေါင်းတက်တွေကမုံရွာမန္တလေးလမ်းမိုင်းမှာကြားပြတ်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစကောင်စီတက်သား5ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်မိုင်းမိပြီးပြင်းထန်ထန်ရရတဲ့သူတွေလည်းတော်တော်ကိုများသွားတဲ့နောက်အထင်နာသွားတဲ့စစ်သားတွေဟာဖြတ်တန်းသွားတဲ့ခီးသွွားပြည်သူတွေကိုပါလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရတပ်ပြည်သူတို့အုပ်လဲတေဆုံခဲ့ရတယ်လို့ မဲမောင် PDF တာဝန်ခံဘူးမဲမောင်ကပြောထားပါတယ်ခင်ဗျအခုတခါဘကိုးတိုင်းဘက်မှာတော့တဲကုံမြို့နယ်မှာအချပ်ပစကောင်စီတပ်အတွက်လူငယ်တွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့ယာအိမ်မှုအေးထွန်းဆိုတဲ့သူပြစ်ခတ်ခံရပြီပွဲချင်းပြီးကိုသေသွားပြီလို့တဲကုံမြို့နယ်ပကပအဖွဲ့တာဝန်ခံကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီဇင်ဘာလ10ရက်နေ့ကပဲတဲကုံမြို့နယ်မှာအချပ်ပစကောင်စီတပ်နဲ့ပေါင်းပြီးလူငယ်တွေကိုအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးနေတဲ့ နွယ်ကောက်ရွာရာအိမ်မှုအိတ်ထွန်းဆိုတဲ့သူကိုတဲကုံမြို့နယ်ပကဖားနယ်ပေါန့်တယ်မြို့နယ်ပကဖားရဲဘော်တွေကတွတ်ရောက်ပစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီရာအိမ်မှုအိတ်ထွန်းဆိုတဲ့သူဟာအကြဖတ်စကောင်စီတက်အတွက် တော်လိုင်းရင်တင်းတွေကိုလိုက်လံစုံစမ်းပြီးအကြီးကျယ်တင်းတင်းပေးလုံနေုံနေမှာကလူငယ်တွေကိုစစ်မှုထမ်းမှုအတင်းကျပ်တသားသစ်စုတာတွေပေါ်တာဆွဲဖန်းစီဓာတွေငွေညှစ်တောင်းရန်ဓာတွေလုံနေတဲ့အပြင်စစ်တပ်အားကိုနေပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်ပြီး အခုတော့သေပြီလို့တဲကုန်းမြို့နယ်ပကပအဖွဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့နေပြည်တော်တကုန်းမြို့နယ်မှာအချက်ဖက်စကောင်းစီတက်ကအသက်16နှစ်အရွယ်ခလင်းငယ်ကိုတသားတဲ့အဖြစ်ပေါ်တာဆွဲဖမ်းဆီးထားတဲ့အတွက်ငွေကျပ်6သိန်းပေးပြီးပြန်လဲရွေးယူခဲ့ရတယ်လို့ဖမ်းဆီးခံရတဲ့ခလင်းငယ်နဲ့နှိဇက်သူတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကဒီဇင်ဘာလ10ရက်နေ့ညပိုင်းကပဲနေပြည်တော်တကုန်းမြို့နယ်တာယာအေးရွာကအုတ်ချုပ်ရည်မှုမောင်တင်ထွေးဆိုတဲ့သူဟာ ်ဂျေရော်ရက်ကကိုအောင်နိုင်မိုးဆိုသူရဲ့တားဖြစ်သူအသက်16နှစ်အရွယ်ကလေးငယ်ကိုစစ်မှုတန်းတသားတဲ့အဖြစ်ဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုပါတယ်အဲ့ဒီနောက်မိဘဆွေမျိုးတွေကကလေးငယ်ဟာအသက်16နှစ်သာရှိသေးပြီးအသက်မပြည့်သေးတဲ့အကြောင်းကိုအထောက်ထားတွေပါပြပြီးတော့လိုက်လံထုတ်ယူခဲ့ရမှာငွေကျပ်6သိန်းပါပေးပြီးမှပြန်လဲရွေ့လို့ရခဲ့တယ်လို့ဖမ်းဆီးခံရတဲ့ကလေးငယ်နဲ့နှိစက်သူတွေကပြောထားပါတယ်ဒါအပြင်အဲ့ဒီတကုံမျိုးနဲ့တာယာအေးဂျေဘအုတ်ချုပ်ရေးမှုမောင်တင်ထွေးဆိုတဲ့သူဟာ ခြေရွာနေအင်ဂျီပေါင်း350စီးကနေလဲလာစဉ်လာတိုင်းစစ်မှုထမ်းထောက်ပံ့ခြေဆိုပြီးတအိမ်ငုံငွေကျပ်2000လုံးအတင်းကျပ်ကောက်ခံနေတဲ့အတွက်အိမ်တိုင်းစိတ်လာတိုင်းပေးနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရေုံခစ်တက်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ